ဟုတ်ကဲ့ကျွန်တော်အပြေလုံးဆက်သွယ်ပေးပါနော်ဒိဋ္ဌာကတော့ဒါကကျွန်တော်ဘောင်ကျော်လမ်းပါကြီးနော်22ရက်ကွက်ရှင်လီမန်ကြက်ချက်မှတ်တိုင်းအကျော်တောင်းတယ်ကိုကြီးတောင်းတော့လိုင်းပေါ်မှာမြင်တဲ့အတိုင်းပဲကျွန်တော်ဒီအပရဲ့ဟိုဗီဒီယိုလေးတွားရိုက်တယ်ရိုက်ပြီးမေးစရာရှိတာမေးတယ်ကျွန်တော်ပြီးတော့ကျွန်တော်လိုင်းပေါ်တင်ပေးလိုက်တယ်တင်ပေးလိုက်ပြီးတော့ကျွန်တော်ကအဲ့ဒီညာရင်းကြီးကကျွန်တော်ဖုန်းကြောက်ဆက်တွေ့တယ် ဖုန်းကြောင့်ညဘက်လာပို့လို့မရအောင်မလဲကြမှာပို့ပေးလို့ရမယ်မှန်ပါဗျဒီနေ့မှာကျွန်တော်မစ္စတရီကိုမျှော်ပေးခြင်းနဲ့ဗီဒီယိုပိုင်းပြန်ဒီဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ဒါတော့လှိုင်းသားကိုကြီးပေါ့နော်ဒါပေါက်ကွဲဆိုတယ်သူပြောနေတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုပိုင်းကြီးကသူဘာကြောင့်ပေါက်ကွဲရလဲဆိုရင်ကျွန်တော်လွန်ခဲ့တဲ့ရက်ကဒါသူ့အစုကိုဒါလူတယောက်ကဆိုရင်ဒါအကူအညီလက်တောင်းနေပေါ့နော်အဲသူတို့ညီမအဖိုးကြီးတယောက်ရောက်နေတဲ့ဗျာမန်းလည်းမသိဘူးဒါလေးတစ်ချမ်းလည်းဖြစ်ထားတဲ့အတွက်ကြောင့်မလို့ ဒါသူဒီလက်ထောက်အတွက်ကြောင့်သူသွားခဲ့တယ်ဗောနော်အဲသူသွားတဲ့အချိန်မှာသူကဒီဦးလေးကြီးကိုမေးစမ်းပြီးတော့ဒါဗီဒီယိုကရိုက်ပြီးတော့ live mode တင်လိုက်တဲ့အချိန်မှာအဒီဦးလေးကြီးကကျွန်တော်တို့ရှုပ်ပြီးသားလို့သိရတယ်ဗျဒီဦးလေးရဲ့မိသားစုဝင်နေရဆိုရင်ကျွန်တော်ရှုပ်ပြီးသားရမလှက်ဆက်တွေ့တယ်ဗောနော်ဒါသူ့ရဲ့ဖအေးပါသူ့ရဲ့မိသားစုဝင်ပါလှက်ပြောတဲ့အတွက်ကြောင့်မလို့သူကနောက်နေ့မနက်မှာအဲ့ကိုပြန်သွားလိုက်ချိန်မျိုးမှာဒီဦးလေးရဲ့မရှိတော့ဗောနော်ဘလို့မရှိတော့လို့ဆိုတော့ဒီဦးလေးကိုအဲ့အင်ရှင်ကြီးကကျွန်တော်တို့ကြီးမိနိုင်ဘူးတောက်ပို့လိုက်ပြီးဆိုပြီးတော့ပြောလိုက်တယ် အဲဒါသူ့အကူအညီတောင်းခဲ့စဉ်ကလည်းဒါလှိုင်းတာကိုယူလှမ်းကူညီတောင်းခဲ့တယ်နော်အခုဒီလိုမျိုးသူ့အကြောင်းမကြားဘဲနဲ့လှမ်းပူလိုက်တဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့ဂုံတိတ်ခါပေါ့နော်ဒါသူ့ကိုတက်တက်ကြောင်တွန်းတဲ့ပုံစံဖြစ်သွားတဲ့အတွက်ကြောင့်မို့ဒါပောက်ပွဲနေကြတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်နဲ့ဒီနောက်မှလည်းဒီဦးသေးကြီးကိုဒါတွတ်တွေ့ထားတဲ့ဗီဒီယိုဖိုင်ကြီးလည်းပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီဒီယိုဖိုင်လေးဆိုလိုက်ပါကြည့်ရှုပေးပါအောင်နော်အေးရက်ကွက်ဒါသူတွတ်တွေ့ခဲ့တဲ့ဗီဒီယိုဖိုင်နော်ဒါဘာကြီးကိုတွတ်တွေ့ခဲ့တယ်နော်ပထမတစ်ရက်ကရက်ကွက်မမှတ်မိတော့ညာ7နှစ်ခွဲနေပြီနော်အခုဒီရောဘယ်လို live ပို့တာ တော့ရပါကွာကိုလာတာဩအခုဟုတ်ကဲ့ဒါကကျွန်တော်တို့ကြီးမနိုင်ရလို့တော့ပြောတယ်နာမည်ဘယ်လိုခေါ်လဲပါကိုဝင်းဆွေညာကိုဝင်းဆွေကိုဝင်းဆွေနာမည်ကဦးဝင်းဆွေတဲ့အကြီးမနိုင်နေလာတာလို့တော့ပြောတယ်ဒါပေမဲ့လက်ရှိမှာတိုက်စီတစည်းနဲ့လာပြီးတော့အဖအကိုချပေးသွားတာလို့ပဝင်းကြီးကမြင်တယ်ပဝင်းကြီးကမြင်တယ်လို့တော့ပြောတယ်ကျွန်တော်ကမမြင်ဘူးအဲ့ပဝင်းကြီးကတော့တိုက်စီတစည်းလာချသွားတာလို့မြင်တယ်

ကာကာညင်းဆွေသာသာလေးတယောက်တည်းလားဒီကဘူးအချရာပေးကုန်မက်ဆွေသာသာလေးဆိုလားမက်ရွှေသာသာလေးဆိုလားမသိဘူးအဖကတော့နည်းနည်းဒီလေတချမ်းတည်တာနော်လေတချမ်းတည်တာတယ်အကယ်လို့ဟိုတာသမီးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပတ်ဝန်းကျင်ကလူတွေတည်ရလူရှိရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ချက်တော့ဆက်သွယ်ပြပါဦးနော်ဒါကတော့လိုင်နာရွှေလင်မဲ့ နှစ်ဆနစ်နှစ်ဆနစ်ရက်ကွက်ဟုတ်ကဲ့ပါအဲအချိန်အားပြည့်တဲ့ကျွန်တော်7တနင်္ဂနွေခွဲနေပြီဘလိုက်တယ်လို့နော်အဲ့ဒါပဲသွားပြန်ခုအဲသွားနေပြန်ပါရှင်နေသွားလို့မရဘူးလေဒါပေမဲ့မောင်းနေအဲ့ဒါသွားကြည့်ရတယ်ဒါတော့လိုက်ဖို့ပြီအဲ့ဒါပဲသွားကြည့်မိမအခုလောက်တော့လွမ်းနေလောက်ပြီပေါ့ Eli. Ya la zai je mi ba wa. Ya yon fan bi la. Ji wala mi ure la ho ba ka la. Mm. Ibra mi ure ba wa. Lấy ra thì ba lại bù với mình. Xe ra gì? Lấy ra xe ra gì? Ủa, tí đi. Tí đi. Tí đi. မိမနဲ့စိတ်ဆိုးပြီးဆင်းတယ်။စိတ်တော့ရူးတဲ့။သူပြန်သွားရမှာတို့လို့တဲ့။လို့ရှင်းမယ်။အလားဆိုတော့အခုဘာဘာနေခြင်းလဲ။အင်းဆက်နေ။လာမှာတော့နေလို့မရဘူး။လာမှာလူသိန်းဆိုတော့လက်မခံဘူး။ ။သမီးစားပြီးလိုက်လား။ဟုတ်လို့လား။တစားသေးသမီးကြွေးပါလိမ့်။ဟုတ်ပြီ။အေးပါစားအေးပြီ။အေးပြီ။အဲ့တော့အခုအိတ်ဘုရားလောက်ပါပဲလေ။အိဖို့လောက်ကမယ်ဆိုတော့အဲ့တော့ဒါဖုံးဆက်ကြည့်လိုက်အောင်မယ်အဖို့နေလို့ထိုင်လို့ရအောင်နော် ော် brighter စိတ်တက်ရှိတဲ့သူမို့လို့နော်ညအချိန်မတော်ကြီးတော့ကုနေပြေးတာပတ်သက်ပါလားပတ်သက်ဘယ်လောက်ပါလဲရအောင်မယ်ဒီထားစားထားတာတော့ကျွန်တော်တင်းတင်းပြက်ပြက်မယ်နော်ဒါတော့မိမနဲ့စိတ်ဆိုးပြီးတော့တက်စီငါးပြီးတော့ထွက်လာတာနော်အလေးစားလေးတိတဲ့မပြောဘူးဘယ်ရမှန်းလည်းမပြောနော်ဟယ်လိုဆရာကျွန်တော်လေဟိုဟိုဖုန်းကြီးကြောင်းอ่ะဖုန်း ဘောင်ကြီးဖုံးတဲ့ပဲလေအဲ့လောက်ပေးလို့ရအခုပို့ပေးပါဦးနော်ဒီမှာအဖိုးတယောက်လာပြစ်သွားတယ်ပြောလို့အဲအခုပို့ပေးပါနော်လာပြစ်တာမဟုတ်ဘူးလေတွန်းလာတယ်ဒါပေမဲ့တွားပြီးတော့ဒီတိုင်းလာလို့မရဘူးဟုတ်တယ်လေအဝေးပါတဲ့စင်းလာရှာတာဒါတွေပါနေစီးမဟုတ် တက်စီသူ့အတူငားလာတာလားဒါမှဖြစ်နိုင်တယ်အဲ့လိုဖြစ်နိုင်တယ်နော်စိတ်ဆိုးပြီးတက်စီငားလာဟုတ်ပါဘူးတော့အဲ့ဒါကဟိုဆက်ပြီးကာစီယောရဲ့အဲ့ဒီဘယ်လိုလဲအဲ့ဒါကိုအဲ့ကနေပါဆဲဘူးတွေပါဒီလိုဆဲဒီပါပါဘာသေးလဲကျွန်တော်ဒီရောဟောရောရှင်းရတော့ဆိုတော့အဲဒီအဲ

ဟုတ်ကဲ့ကျွန်တော်အပြေလုံးဆက်သွယ်ပေးပါနော်ဒိဋ္ဌာကတော့ဒါကကျွန်တော်ဘောင်ကျော်လမ်းပါကြီးနော်22ရက်ကွက်ရှင်လီမန်ကြက်ချက်မှတ်တိုင်းအကျော်ငွေပြိုင်ပြူစီတိုင်းလမ်းငွေကျော်လမ်းလုံးနဲ့ရိုးလေးချပြဿနာဘယ်ဆက်ရလဲဆိုဒီအဖအပေါ့နော်ဒီအဖအကြီးကိုတွေ့ရဆိုပြီးကျွန်တော်ညဘက်ကြီးအကူကြီးတောင်းနေတယ် ကိုညတောင်းတော့ live မှာမြင်တဲ့အတိုင်းပဲကျွန်တော်ဒီအဖရဲ့ဟိုဗီဒီယိုလေးတွားရိုက်တယ်ရိုက်ပြီးမေးရရှိတာမေးတယ်ကျွန်တော်ပြီးတော့ကျွန်တော် live မှာတင်ပေးလိုက်တယ်တင်ပေးလိုက်ပြီးတော့ကျွန်တော်ကအဲ့ဒီညာတွင်းကြီးကကျွန်တော်ဖုန်းကြောင်ဆက်တွေ့တယ်ဖုန်းကြောင်ညာဘက်လာဖုန်းလို့ရအောင်မလဲကြမှာပို့ပေးလို့ရမယ်ဆိုလို့အဲ့ဒီအဖကြီးကိုလက်ခံလာတဲ့အိယအမကြီးကနော်အဲ့ဒီအိယမိသားစုကဒီအိမ်မှာတဲ့ဒီအိမ်မှာဒီအဖကိုတိတ်လိုက်မယ်ဒီညနော်ဒီအိမ်မှာဒီအဖကိုတိတ်လိုက်မယ်မနေ့ကြရေကိုတို့လာခေါ်ပေး ရတယ်အဲ့ဒါကျွန်တော်မနေ့ကျရင်လာခေါ်ပြီးမယ်ဖုန်းเจ้าမှာထိုင်ထိုင်မထိုင်ကျွန်တော်သူ့တက်တက်နေဖို့အတွက်စီစဉ်ပေးမယ်လို့ကျွန်တော်ပြောပြီးသွားပြီအဲ့တော့ကျွန်တော်တို့ကပြန်လာတယ်နော်အဲ့ဒီအချိန်မှာလည်းကျွန်တော်ပြောခဲ့သေးတယ်လူတယောက်ဟိုဘောနော်ဟိုကုညီရတာမလွယ်ဘူးတက်ကြီးရုံဖြစ်တဲ့အတွက်ပုံဆိုးတယ်နော်ကျွန်တော်တင်ပေးမယ်သူကျွန်တော်အကောင့်မှာသူ့ရဲ့မိသားစုတွေဆက်သွယ်လာတဲ့အခါလည်းတမျိုးမဆက်သွယ်လိုက်ကျွန်တော်ဖုန်းเจ้าပို့မယ်ဒါမှမဟုတ်ကျွန်တော်ကျွန်တော်တနေ့အစီအစဉ်ပေးမယ်ကျွန်တော်ပြောပြီးသွားသူကဒီကဒီအိမ်မှာတိတ်မယ်မနေ့ကျရင်ကျွန်တော်လာခေါ် ဲ့ဒါကျွန်တော်ထားလိုက်တယ်ကျွန်တော်ဗီဒီယိုတင်လိုက်တယ်မနေ့ကျတော့ကျွန်တော်10နာရီကျော်ဝင်းကျင်ရှိမယ်10နာရီကျော်17နာရီကြားတဲ့လောက်ကျွန်တော်သွားခေါ်တယ်အဲ့ဒီဘာမရှိတော့ဘူးတဲ့သူလိမ့်စာပြောလို့ကြီးမလိုက်ဘူးသွားပို့တယ်တဲ့ဟောကြီးမလိုက်သွားပို့တယ်ဆိုတော့ဟုတ်ကဲ့ပေါ့ဟိုတွေ့ကျွန်တော်တစ်ချက်တော့ပြန်ပြောပြပအောင်ပေါ့ဘာလို့လဲဆိုတော့သူ့မိသားစုကရွှေပြည်သားနေကျွန်တော်ဆက်သွယ်နေတယ် နော်အဲ့တော့ကြီးမနိုင်ရတကယ်ကြီးလားဒါမှမရွှေပြည်သားတကယ်လားကျွန်တော်သေချာမသိချက်ပြည့်နဲ့ကျွန်တော်ပြန်ပြောပြပါဆိုအဲ့ဒါကျွန်တော်လည်းအလုပ်သွားတယ်ဗောလုံးဆက်ရှိရလုံးတာဗောအလူတစ်ခုသွားတယ်ကျွန်တော်ပြန်မပြောပြန်ပြီးမဆက်သွယ်တဲ့အခါကျတော့ဒါမဲ့သူတို့လည်းဆက်သွယ်တာမဆက်သွယ်ကျွန်တော်လည်းမသိဘူးဆက်သွယ်လည်းဆက်သွယ်မပြောလို့လို့မရဘူးအဲ့နဲ့ तू ရွှေပြည်သား तू မိသားစုတွေတားတွေသမီးတွေ तू မိန်းမတွေဖုံးဆက်ကောဖုံးဆက်တော့ အဲကြီးမလိုက်ဆိုလို့တော့သွားပို့တယ်။ဟာလေကြီးနိုင်မဟုတ်ဘူးရွှေပြည်သားတဲ့။အရွှေပြည်သားဆိုရင်သူပြန်ပါလာမှာပေါ့။ကြီးမနိုင်မှာမဟုတ်တာ။အဲအဲ့ဒါခဏဆောင်ကျွန်တော်ပြန်မေးပေးမယ်ဆိုပြီးကျွန်တော်ထားတယ်။အဲ့တော့အဲ့ဒီသွားပို့တဲ့အိမ်ရှင်ကိုမေးကြည့်လိုက်တော့ကြီးမနိုင်မှာချပေးခဲ့တယ်တဲ့နတ်စင်လာမှာဆိုတော့ချပေးရလို့မရသူ့အိမ်မှာမဟုတ်တဲ့ချပေးလို့ရမလား။ဟုတ်တယ်နော်အဲ့ဒါမှန်တယ်။သူ့အိမ်မှာမဟုတ်တာချပေးလို့မရဘူးလေ။ ေးလိုက်လေမဟုတ်ဘူးကျိုးတို့ကြောင့်ပြေခေါ်လာလေကျွန်တော်ခေါ်မယ်လို့ကျွန်တော်ပြောပြီးသားလေကျွန်တော်ဗီဒီယိုပါတင်ပေးထားတဲ့ကိစ္စကြီးကိုကြီးစတော့လေကျွန်တော်ပြောတယ်ကျွန်တော်အဲ့လိုတွေကိုကြီးမတောင်းနဲ့အဲ့လိုဟာတွေပြဿနာရှိတယ်တာဝန်မယူနိုင်လို့ရှိရင်မရဘူးတာဝန်ကြီးတယ်ကျွန်တော်ပြောတယ်အခုသူတို့ကအဲ့လိုတွေးတဲ့နေချပေးခဲ့တယ်ဆိုတော့သူတို့ကဒီနေရာဆိုတော့ချပေးခဲ့တယ်ဆိုတဲ့စကားလာပြောတယ်စိတ်ပုံမှန်မရှိတဲ့လူတယောက်ကိုသူကဒီနေရာမှာသူတို့ချပေးခဲ့တယ်ဆိုတာတော့ဆုံးပြတယ်လို့ပဲ ဟုတ်လားကျွန်တော်တို့ရှင်းမာနေကျွန်တော်ဖုန်းကြောင်းတွေဆက်သွဲတယ်အကုန်ဆက်သွဲပြီးတော့ကျွန်တော်တေချာမာခဲ့တာတို့မားတယ်လို့ပြောတာမဟုတ်ဒါပေမဲ့ကျွန်တော်စိတ်ဆိုးတယ်မားတယ်ဝိတ်လေးပြောမယ်ဆိုမားတယ်ကျွန်တော်ဒါမျိုးလုပ်လို့မရဘူးဟုတ်လားသူ့တဘောနဲ့သူ့ကလုံးချေအစောကြီးလက်လုံးလေကျွန်တော်လာမခေါ်နဲ့လေဟုတ်တယ်ဟုတ်တယ်ကျွန်တော်တေချာပြောပြီးသားလေအခုကျွန်တော်ဗီဒီယိုတင်လိုက်တော့သူ့ရဲ့မိသားစုကကျွန်တော်ဆက်တာပေါ့ကျွန်တော်ဆက်တော့အဖိုးကမရှိဘူးလေအဲ့ဦးလေးရမရှိဘူးလေကျွန်တော်စီပါတို့တော့သွားပြီးတော့တို့အိမ်မှာကြားခဲ့တာပဲဆိုတော့ ။ဤသားသူကလည်းစိတ်ပူတယ်လေ။အခုမနေ့ကကျွန်တော်ဖုန်းလိုက်ဆက်တယ်အဲ့ဒါ။အဲ့လူတွေဖုန်းလိုက်ဆက်တော့အဝေးကောပိတ်တာ။ကျွန်တော်အကူကြီးတောင်းတဲ့ကိုကြီးကိုလမ်းဆက်တယ်။လမ်းဆက်တော့သူကကျွန်တော်လည်းကိုကြီးတောင်းပေးတာရဲ့ဒီဟာဆိုတော့အကူကြီးတောင်းတဲ့ကိုကြီးလည်းကျွန်တော်ပြောတယ်။အဲ့ဒီနေရာလေသူလည်းသိတယ်သူကကျွန်တော်ပြောပြီးသား။သူတယောက်တောင်းဝင်ယူရတာမလိုဘူး။ကျွန်တော်ပြောပြီးသား။ဟုတ်တယ်ကိုဟုတ်တယ်အဲ့ဒါဒီညသူလဲရှိတယ်သူရှိမှလည်းကျွန်တော်ဒီမှာအသိပဲဆိုလို့ ကျွန်တော်တို့မတက်ကြိုက်လားခေါ်လေးပြီးကြောထားခဲ့တာနော်အဲ့ဒါကိုကြီးမဲ့သွားပြီးချထားပေးခဲ့တယ်ဆိုတော့အခုသူ့ဒီသားလူအရာစက်တာစက်တာဆိုတော့တခွန်းကဖုံးအလုံးပေါင်းမနေဘူးအလုံးပေါင်းမနေတဲ့ပြည်လူပေါင်းတောင်းချတော့ဆက်တာကျွန်တော်တို့လည်းစိတ်ဘူးလို့ဆက်ပါဗောစိတ်ဘူးလို့ဆက်တယ်တားလည်းဆက်တယ်တမီးလည်းဆက်တယ်မိမလည်းဆက်တယ်နောက်ဘာအများကြီးပဲဆက်တယ်တားဆိုလည်းအများကြီးဆက်တာတမီးဆိုလည်းအများကြီးဆက် အခုကဘာလို့မလို့ဟာဒီဘုံနေတိုင်းကပြရတာ ਨੇ သူတို့တစ်ခေါက်တယောက်ဆိုင်တစ်ခါရှင်းပြရတယ်ပြဿနာ။ဆယ်ယောက်လောက်ဆက်တော့ဆယ်ခါလောက်ရှင်းပြရတယ်ကျွန်တော်။ကားပေါင်းနေလဲဆက်ပြပြီ။ဆိုလို့ကဘာဖြစ်လို့အဲ့အဖိုးကြီးကိုတွားပြီးအောက်အဲ့ကြီးမနိုင်ကိုတွားချပေးရတာလေလို့။တာဝေးမယူနိုင်မလုံနဲ့ဆိုရ။ဒီမှာညတိုင်းမယ်ဆိုတိတ်လိုက်။ကိုကညတိုင်းမယ်ဆိုတာဝေးသားပြီးညကြအောင်တိတ်။ ျွန်တော်လာခေါ်မယ်လို့ပြောရတာသူတို့လည်းလက်ခံတယ်ကျွန်တော်လာတဲ့အခါကျောင်းကျွန်တော်လက်ထဲကိုထည့်ပေးကျွန်တော်လက်ထဲမှာတခုဖြစ်ကျွန်တော်တာဝန်အခုမိသားစုကရှာနေပြီတိုင်ပတ်နေပြီမတွေ့ကျွန်တော်လည်းရှင်းပြလို့မရဘာလို့လဲမသိဘူးကျွန်တော်တော်တော်စိတ်တုံနေတော်တော်စိတ်တုံနေတာလူတယောက်ကိုတာဝန်မယူနိုင်မယူနဲ့ကျွန်တော်လည်းတာဝန်မယူနိုင်ကျွန်တော်ညင်းပါ တော်တော်စိတ်တုံနေပြီအဲ့ဆက်လက်ကိုကျွန်တော်ကအခုကမှနေရောညောင်ရှင်းနေရအခု IDD အမောင်ကြီးမလိုက်နတ်စီလမ်းမှာတွားချပေးခဲ့တယ်ညစိတ်ကဒီတချမ်းပြတ်တာအတွက်စိတ်ကတော့နည်းနည်းလေးပဲသူကအများကြီးပေါ့နော်ဒါပေမဲ့တွားချပေးရမလို့လေသူ့နေရာမဟုတ်ဘူးဒီပြန်ခေါ်လာလိုက်လေကျွန်တော်တို့လာခေါ်မဲ့ဟာပဲ အလူကဘာလဲဆိုလူကဘာလဲဆိုပြောကြတာဟိုတိတ်စေတနာတွေပုံနေလို့မရဘူးစေတနာတွေရမ်းပုံပြီးကိုတာဝင်မယူနိုင်မဲ့ဖြစ်မနိုင်ရဲ့ပဲကျေရစားနေအစိုးရကကျမတို့တာဝင်မယူနိုင်ဘူးအဲကြောင့်ကျမတို့ပြန်ပို့လိုက်တယ်ဆိုရင်ကျွန်တော်လာမခေါ်တဲ့နောက်ပြီးတော့တာဝင်မယူနိုင်မခေါ်လားနဲ့တာဝင်မယူနိုင်တော့သွားကြတဲ့နေရာသွားပြီကိုလည်းထဲမှာလက်မခံတယ်ကိုလည်းထဲရောက်ပြီးမှဟိုတနေရာသွားပြီးဆုံးပြစ်တယ်ဆိုတော့ဒိဋ္ဌိမရှိတဲ့အလုပ်ကျွန်တော်အဲ့အကိစ္စမပြီးဘူးနော် မပြေဘူးခဏနေဦးဟုတ်ကဲ့ကျွန်တော်ဒီလိုပိုင်းလေးကဒီနောက်ပါခင်ဗျာဒါဆိုတော့လှိုင်းလာကိုကြီးရဆိုရင်ကျွန်တော်အဖိုးတရားကိုတောက်ကူညီခဲ့တဲ့အချိန်မျိုးမှာဒါသူအရင်ရှင်းလက်ခံထားတဲ့သူတွေကဆိုရင်တခြားတနေအောင်ပို့လိုက်တဲ့အတွက်ကြောင့်မို့ဒါသူကဆိုရင်အခုဆိုပြဿနာရှင်းနေရတဲ့ view ပိုင်းပဲဖြစ်ပါတယ်အခုဆိုရင်ဒီသားစုကနေလည်းသူ့ကိုဖုံးဆက်ထားတဲ့အတွက်ကြောင့်မို့သူအာရုံနဲ့ရန်တော့နေတယ်ဆိုတဲ့ကြောင့်လူတယောက်ကိုတောင်းယူနိုင်တဲ့တောင်းခံထားတဲ့သူကိုလည်းသူကအရင်စိတ်တူတယ်ဆိုတဲ့ကြောင့်ပြောပြပြီးသွားတာဖြစ်ပါခင်ဗျဒါပရိုက်တာလုပ်တယ်ဆိုတာလည်းမျိုးပေါ့နော်အခုလိုမျိုးဒါ ပရိုက်တာလောက်ဝီတာဝီတောင်ခံမရှိတဲ့သူတွေကြောက်ပဲဒါပရိုက်တာလုပ်တဲ့သူတွေကနာမည်ပြတ်သွားနိုင်တယ်ပေါ့နော်ဒါသူဆိုရင်လည်းဒါပရိုက်တာစိတ်သက်ရှိလို့ည7နာရီခွဲချိန်ဒါတော့ရုပ်ကူနေခဲ့တာပေါ့နော်အဲဒီလိုမျိုးကြီးလက်လုပ်စပယ်လုပ်လိုက်တဲ့ဒါအင်ရှင်ကိုတော့ဒါတူတော်လေးစိတ်ဆိုးနေတယ်ဗျအဲဒီဒီလေးအကြည့်မိတ်ဆွေတို့ရဲ့ထင်ရှားချက်လေးကိုမှမရေးပြပါဦးခင်ဗျနောက်တစ်ဗီဒီယိုမှာကြောက်ပြန်လဲဆုံးပြကြမယ်နော်